င်းဆရာကြီးဒူဝင်ရဲ့ကိုတင်ချိုင်းတန်တာဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း29ဇကလုံးလှလာတွင်နဲ့တစားစင်ပြီးရတမြအောင်ရေးသားတီကုံနိုင်စွမ်းရှိတဲ့စာစုတော်ကဝိတစုကသူပြောချင်တဲ့စကားကိုတောင်လေးလုံးခွဲအောင်မပြောတတ်ဘူးဆိုတော့အံ့ဩစရာမကောင်းပေဘူးလား ်ချက်တူရွေးကိုစကားတင်ပေးထားရင်တင်ပေးထားသလောက်တော့ပြောရသေးတာပဲကြပြလင်းငါတွေကိုပြောင်မြောက်အောင် ဖွင့်နှဲ့ဒီကုန်းနိုင်တဲ့လူတယောက်ကချက်တူရွေးလောက်တောင်စကားမပြောရဘူးဆိုတာဖြစ်နိုင်မှာမလားသူဆက်သားတဲ့ကြပြလင်းငါတွေကိုဖက်ရတာနားရတာရှိသလောက်သူပြောတဲ့စကားနားထောင်ရတာနားကလို့စရာပဲစာစီစာကုန်းအနှုံးဖွဲ့မှာသူမတူအောင် ပြောင်မြောက်တဲ့လူက စကားပြောတဲ့အခါလေးလုံးခွဲအောင်မပြောရတာဘာကြောင့်လဲအဲ့ဒီပြဿနာကိုစစ်တီတော်ကြီးဖြေရှင်းပေးစမ်းပါ နင်းကေတရာကတီတိပြိုက်ပုံအားမြင့်ချေမပြတ်အကဲခံရင်းပြဿနာတရက်ကိုဖြည့်ရှင်းပေးရန်တောင်းဝန်ပေးလိုက်လေသည်ဒီမီးခွန်ရဖြေကတော့ရှင်းနေပါတယ်မိုးနောင်ကအရှက်ကြောက်ကြီးတဲ့သူဖြစ်တဲ့အတွက်ခင်စောမယ်ရဲ့ရှေ့မှာကိုရောက်လာတဲ့အခါမှာသူ့စိတ်ထဲရှိတာကိုပါဆက်ကမထွက်ရဖဲနဲ့အားစိတ်ထက်ထားသလိုဖြစ်နေတာဖြစ်ပါလိမ့်မယ်စာစီစာကုန်းနှုံးဖွဲ့မှာပြန်မြောက်တဲ့စာစုတော်တွေကများသောအားဖြင့်စကားပြောတဲ့နေရာမှာအထစ်တေငေါငေါဖြစ်တတ်ပါတယ် စကားပြောကောင်းတဲ့သူကစာရေးသားမှညံ့တတ်ပါတယ်စကားအရာမလေးမှာတော့စာစီစာကုန်းနှုတ်ဖွဲ့မှာပြောင်မြောက်တဲ့ဆွဲဆောင်ရပုတ်ကိုဆိုတာအင်မတန်ရှားပါတယ်။တိရိပြတ်ကွန်ကခင်စောမန်မိခင်နှင်းကေတရာအားစိတ်စီမကြည်ပဲမျက်နှာချပြီးအိန္ဒီတကွဲသားနဲ့တခွန်ချင်းရှင်းပြနေပေရာနှင်းကေတရာသည်တိရိပြတ်ကွန်ရှင်းပြချက်ကိုလက်မခံနိုင်သည့်အမှုရာဖြင့်ခေါင်းယမ်းလိုက်လေသည်။ ဆွဲဆောင်ပုံကမရပါဘူးစစ်တီတော်ကြီးဆိုဓာတ်ထက်တလောက်ရှာတွက်တဲ့ပုံကကြီးဖြစ်ကြောင်းခင်စောမယ်ကိုတွေ့ပဲမဟုတ်လားစကားတက်တလောက်ကပြလင်းကအဆက်ဟက်လဲကျွမ်းကျင်လိမ့်မှသူဖြစ်ကြောင်းခင်စောမယ်သိပါတယ်ဒါကိုသားထားပြီးမုံအောင်မောင်ဖျားရှိကနောက်ဆုံးဆက်သွားလိုက်တဲ့ရပြလင်းကတပုတ်နဲ့ပတ်သက်ပြီးစစ်စီတော်ကြီးအကဲဖြတ်ပေးစေခြင်းပါတယ်။ခင်စောမယ်မြေခံနှင်းခဲ့တော်သည်မိမိနှင့်တူပါလာသည့်ပေပူးလာတစားကို ထုတ်ပြရင်းပြောလိုက်လေသည် ကပြားလေးငါကိုမကြွန့်ကျင်တဲ့အတွက်အကဲဖြတ်နိုင်သည့်ရည်ချင်မရှိကြောင်းပါမကြွန့်ကျင်မှုဆိုတာတော့ခင်ဆုံးမဲ့လက်မခံနိုင်မှုကြွန့်ကျင်တာမကြွန့်ကျင်တာတာထားပြီးမုန်းတောင်မောင်ဖရားရဲ့နောက်ဆုံးဆက်သလိုက်တဲ့ဟော်ရီကပြားလေးငါလေးကိုအတန်နေတန်ထားနဲ့ဖတ်ပြစမ်းပါလားခင်စောမဲမိကနှင်းကြေသရာသည်ပြောပြောဆိုဆိုပေဘူးလာကိုတီတီပြက်ကွန်ဤလက်ထဲသို့ပေးရလာလေသည်တီတီပြက်ကွန်မှာ ကိုယ်တိုင်ရေးဆက်ပေးခဲ့သည့်ကြပြားလင်းကားကိုစိတ်မပတပါဖြင့်ဖတ်ပြလိုက်ရရာပြမဆောင်ပိုင်မှာပင်နင့်ကီတရာကလက်ဝါကပြလိုက်အသက်နှစ်တန်တော်နဲ့ စိတ်ပါလဲပါဖတ်ပြစမ်းမှာရွက်ထိုင်နေစမ်းမှာ ਨੇ ဒီမှာစစ်တီတော်ကြီးစစ်တီတော်ကြီးရဲ့လက်ထဲမှာရှိတဲ့ဘေဘူးလာကိုလေစစ်တီတော်ကြီးရဲ့အသေးနှလုံးချားကယိုစီးပြီးထွက်လာတဲ့ကြပြလင်္ကာတပုတ်ကိုရွတ်ဆိုပြတယ်လို့ရွတ်ဆိုပြလိုက်စမ်းမှာအဲ့ဒီကြပြလင်္ကာမှာပါရှိတဲ့အတိုင်းစစ်တီတော်ကြီးကိုယ်တိုင်ခံစားနေရတယ်လို့တပတ်သားရဲ့နာအာယုံထဲမှာဆွဲသွားပြီးနှလုံးသားကိုထိခိုက်လှုပ်ရှားသွားစိတ်ပါလဲပါရွတ်ပြစမ်းမှာစစ်တီတော်ကြီးကိုတောင်းပန်ပါတယ် ကင်စော့မေကအမလို့အမရမှုရာဖြင့်ပြောလာရာတီတိပြက်ကွန်ကမတိမတာတက်ပြင်းချလိုက်လေသည်ကြပြလင်းကားကိုမကျွမ်းကျင်ပါဘူးလို့အစာကလေးကပြောထားသားပဲတီတိပြက်ကွန်ကပြန်ပြောလိုက် အိတ်ပြောနေတဲ့သူကိုနှိုးရလွဲတယ်အိတ်ချင်အောင်ဆောင်းနေတဲ့သူကိုနှိုးလို့မရဘူးဆိုတာတိတ်မှန်တာပဲကဲပါကြပြလင်းကားကိုမကျွမ်းကျင်ဘူးဆိုပေမဲ့ကာယံဝတ်ကြညီအောင်တော့ရွတ်ဖတ်တတ်မှာပါရွတ်ဖတ်ပြစက်မှာခင်စောမယ်မြေကန်နင်းငယ်တရာကမရမကရွတ်ဖတ်ခိုင်းနေလေသည် တည်တည်ပြတ်ကုန်မှာမလွဲ့မရှောင်သာတော့ပဲမိမိကိုယ်တိုင်ရေးဆက်လာခဲ့တဲ့ဖြင့်နှုတ်တိုက်အာကုန်ဆောင်နိုင်သည့်ကြပြလင်္ကာကိုအသင်နေတန်ထားဖြင့်ရွတ်ဖက်ပြလာရပေသည်ဒီလိုမှပေါ့ကဲကြပြလင်္ကာဒီကုန်းပုံနဲ့ဇကလုံးရွေးချယ်ပုံကိုစစ်တီတော်ကြီးဘယ်လိုသဘောရလဲကြပြလင်္ကာကိုအကဲဖြတ်နိုင်စွမ်းမရှိပါအကောက်ပြီလေစစ်တီတော်ကြီးရွတ်ဖက်ပြတဲ့ကြပြလင်္ကာကမိုးအောင်အောင်မောင်ဖျားရေးဆက်ဒီကုန်းနဲ့ကြပြလင်္ကာဖြစ်လိမ့်မယ်လို့စစ်တီတော်ကြီးယုံကြည်ပါသလား လရည်လက်သားကြီးရတာတော့မိုးအောင်ရဲ့လရည်လက်သားဖြစ်တဲ့အတွက်မိုးအောင်ရေးဆက်တီကုန်းတဲ့ကြပြားလင်ကပဲဖြစ်ရပါလိမ့်မယ်။မိုးအောင်မောင်ဖရားရဲ့လရည်လက်သားဖြစ်ုံနဲ့ဒီကြပြားလင်ကကိုမိုးအောင်မောင်ဖရားရေးဆက်တီကုန်းတာပါလို့တတိကျပြောနိုင်လား။တူတယောက်ကရေးဆက်တီကုန်းပြတာကိုသူ့လက်ရည်နဲ့ပြန်ကွင်းရင်ကမဖြစ်နိုင်ဘူးလား။ ခင်စောမန်အမိကန်နင်းကေတရာကမေကွန်ထုတ်လိုက်ပြန်ရာတိတိပြက်ကွန်ကရုတ်တရက်ဖြစ်မပေးနိုင်သေးပဲရုတ်တရက်ရှိအမိကဲ့သို့ဖြစ်ပေးရမည်ကိုစဉ်းစားနေပေသည် မုန်းတော်ကိုကြည်ရတာယူသားတီကြီးပုံရပါတယ်ခင်စောမန်ကိုလှန်စားမဲ့သူဟုတ်ဝင်မထင်ပါဘူးစကားတက်တိုင်းလည်းပတ်ဖြုံးနေပါနဲ့စကားကိုလေးလုံးခွဲအောင်မပြောတတ်တဲ့သူကထလောက်တောင်ပြောင်ပြောင်တဲ့ကြပြားနေကရေးဆက်တီးကုန်းနိုင်မှာမလားလို့ခင်စောမယ်မိကနှင်းကေတရာကစောရကတက်လိုက်လေသည် လက်ပတ်ပြောဆိုနေခြင်းမဟုတ်ပါခင်စောမန်ပေါ်မှာမုန်းအောင်ထားရှိတဲ့မေတ္တာစေနာကြီးမားလှပါပေးတယ်တန်ရှင်းဖြူစင်ပါပေးတယ်တန်ရှင်းဖြူစင်တဲ့မေတ္တာစေနာရဲ့လှုပ်ဆောင်မှုကြောင့်ဇကလုံးလှလာလေးတွေနဲ့တစားစင်ပြီးပြန်မြောက်တဲ့ကြပြာလင်ကတပုတ်ပေါ်ပေါက်လာခြင်းဖြစ်နိုင်ပါတယ်စီတီတော်ကြီးပြောသလိုဆိုမုန်းအောင်မောင်ဘုရားရဲ့ကြီးမားတဲ့မေတ္တာဟုံကြောင့်ပြန်မြောက်တဲ့ကြပြာလင်ကတွေသူ့ရဲ့နှလုံးသားထဲကနေတစိမ့်စိမ့်ထွက်ပေါ်လာတာဖြစ်ရမယ်လို့ဆိုကြင်သလား ဖြစ်နိုင်စရာအကြောင်းရှိတာကိုပြောတာပါခင်စောမယ်ပေါ်မှာကြီးမားဖြူစင်တဲ့မေတ္တာစေနာနဲ့ချစ်မြန်လို့နေတာတော့အမှန်ပါစစ်တော်ကြီးပြောတာကိုခင်စောမယ်ဘယ်လိုလုပ်ပြီးယုံကြည်ရမှာလဲစစ်တော်ကြီးပြောသလိုခင်စောမယ်ပေါ်မှာအင်တန်ကြီးမားပြီးဖြူစင်တဲ့မေတ္တာစေနာနဲ့ချစ်မြန်လို့တာမှန်ရင်သူ့ရဲ့တဲ့နှလုံးကထွက်ပေါ်လာတဲ့သကလုံးတွေနဲ့ခင်စောမယ်ကိုချီးရှိစွာမယ်မဟုတ်လားစကလုံးလာလာလေးတွေရွေးချယ်ပြီးစာစီစာကုန်အုံအုံအဖွဲ့အနှဲ့ပြောင်မြောက်တဲ့လူက င်စုံးမယ်ရရှိမှကိုရရင်အာစည်းထည့်ထားသလိုတုံနိပါဝဲကြီးဖြစ်နေတာလေအဲ့ဒါဘာသဘောလဲသူကိုယ်တိုင်ရေးဆက်တည်ကုန်းထားတဲ့ဇာလွားရဲ့အိဗယ်ကိုတော့ခင်စောမယ်နားရှိအောင်ပြန်ဆိုမပြတတ်ဘူးပြီးတော့တူးစန်းတာတကူကမုန်းတော်မှပြားကကာယံဝက်ကြကြီးအောင်ဇာတပိုက်တောင်ဖြစ်အောင်ရေးတတ်တယ်လို့မဟုတ်ဘူးဒါကိုခင်စောမယ်သိတယ် စီတော်ကြီးရောက်ရှိလာပြီးတဲ့နောက်ပိုင်းကျမှနေချင်းညာချင်းဆိုသလိုနန်းတွင်စာစုတော်တွေအရှုံးပြရလောက်တဲ့ပြောင်မြောက်တဲ့ကြပြားလင်းကားတွေကိုပလူပြန်တယ်လို့တပုတ်ပြီးတပုတ်ရေးသားဆက်သွင်းနိုင်တာကအံ့ဩစရာမကောင်းပေဘူးလားခင်စောမယ်အမိကနှင်းကေတရာသည်တိတိပြက်ကွန်အားတင်ငါရင်နဲ့မကင်းသည့်အမှုရာဖြင့်အကဲခံရင်းမိမိအလိုရှိသည့်အဖြစ်ကိုမရရအောင်အစ်ထုတ်လိုက်လေသည် မေတ္တာတရားရဲ့တကုအာနိသင်ကအဟံဩစရာကောင်းလာပါတယ်။ရန်သူကိုပင်လေမေတ္တာဓာတ်နဲ့အနာယူလို့ရနိုင်ပါတယ်။မေတ္တာဓာတ်ရဲ့လုံဆောင်မှုကြောင့်ထူးခြားပြန်မြောက်တဲ့ကြပြလင်းကားတွေဖြစ်ပေါ်လာခြင်းဖြစ်နိုင်ပါတယ်။ဒါကိုတာထပြီးတပြေးပြေးနဲ့အနေတော်မြင့်လာပါပြီ။နေဘူးချိန်မပြင်းသေးရင်ဆိုင်တော်ကိုပြန်ကြရင် ကောင်းလိမ့်မယ်ထင်တယ်။တိတိပြတ်ကွန်က စကားပြတ်သွားအောင်ပြောလိုက်လေသည်။ခုမှစောရေးရှိပါသေးတယ်။ ီတော့တခင်မအပေါ်မှာမျိုးသားကြီးရဲ့သမီးဦးနှင်းကေသရာဖြစ်နေမဟုတ်ဖဲနဲ့တံမှန်ရက်သူခင်စောမယ်ဖြစ်နေစီတီရောကြီးဘလို့မြင်ပါသလဲဘလို့သဘောထားပါသလဲဒါကိုသိချင်ပါတယ်ခင်စောမယ်ကနေအောင်လာနေသည့်ရှေ့ဘက်စီသူကြည်ရင်ပြန်ပြောလာလေသည်တို့တို့ပြန်ပြောစဉ်မိမိအခြေတက်တက်ရှိကန့်ကော်ပင်ပြိုဤပင်စီတွင်စဝင်နေသည့်မြားရံကိုမြင်လာရရမျက်လုံးပြူးသွားပြီးပါဇက်ဟောင်းသာဖြစ်သွားပေသည်ဖျားဖျားမြရံကြီးဆိုင်လိုပါလားဘယ်သူလက်ချက်များဖြစ်မလဲမပြောတတ်ဘူးမလေးထိတ်လိုက်တာ ခင်စောမေကမြောင်းရန်ကိုကြည့်ရင်ထိတ်လန့်နေကြပြောလိုက်စောစောကဇမင်းဆုပ်ွားနဲ့မျက်နှာပုံးဆွတ်ထားတဲ့လူယုံမာရဲ့လက်ချက်ပါတီတီပြိုက်ပွန်ကမြောင်းရန်ကိုကြည့်ရင်ဖြေပေးလာလေသည်ဟင်ဟုတ်လားစောစောကစစ်တီတော်ကြီးဓာဆွဲလိုက်သွားတဲ့ဇမင်းဆုပ်ွားနဲ့သူ့ကိုပြောတာလားမှန်ပါတယ်ဒါပြတီမြောင်းရန်ကစစ်တီတော်ကြီးကိုချိန်ရွယ်ပြီးပြစ်လိုက်တယ်မြောင်းရန်ဆိုကတော့ဒါလည်းမှန်ပါတယ်လေးသမားကအတော့ကိုလက်တဲတယ်လေးသမားပါကုသိုလ်ကံကောင်းထောင်မလို့သာငမိုက်သားတီတီပြိုက်ကွန်အတက်ဘေးကတီတီလေးလွတ်ခဲ့တာ အစာရှာထွက်လာကြတဲ့ကြီးငယ်တာရကာတွေထိတ်လန့်ကြအော်မီပြန်တန်းတဲ့အတန်ကိုကြားရလို့မြေကြီးပေါ်ဝစ်ချလိုက်တဲ့အတွက်လူပုံမထိပဲနဲ့လူရဲနောက်မှာရှိတဲ့တစ်ပင်ကိုမှန်သွားခြင်းဖြစ်တယ်။တီတိပြတ်ကွန်က ရှင်းပြလိုက်လေရနှင်းကေတရာကမြားရံကိုကြည့်ရင်ကြက်သိမ်းမွေးညင်းများထသွားလေတော့သည်။စောစောပိုင်းကကြည်လင်ရှင်ပြနေသောမျက်နှာမှာလည်းထိတ်လန့်တုန်လို့သည့်အသွင်သို့ပြောင်းလဲသွားပြီးဘန်းသူရောင်တန်းတည်သောအသားရည်မှာသွေးမရှိတော့တဲ့ကဲ့သို့ဖြူဖက်ဖြူဖြစ်သွားပြန်လေသည်။ ဒါလောက်တောင်ထိတ်လန့်တုံးလုံးနေပါနဲ့ရန်သူမရှိတော့ပါဘူးတီနီပြက်ကွန်ကခင်စောမယ်ထိတ်လန့်တုံးလုံးနေသည်ကိုမြင်ရသဖြင့်အာဘိစကားပြောကြားလိုက်လေသည်မတုံလို့ပဲနေပါမလားခမဲတော်နဲ့ရွာဆန်မြို့သားကြီးနဲ့ရွာဆန်ကရတာလူမသမားလေးသမားတို့ရဲ့လက်ချက်နဲ့ရင်ဝမှာမျှဆိုင်ပြီးမရှုမလနဲ့ရွာဆန်ကရလို့တတိယလို့ထိတ်လန့်တုံးလုံးသွားတာပါခင်စောမယ်ကတော်ရင်တော့လီတန်ဖြင့်ပြန်ပြောလာရာတီတီပြက်ကွန်မှာအံ့အားတင်သွားပေသည်ဟေး ဟုတ်လားရက်ဆက်လာကြည်လားဘယ်သူဘဝလက်ချက်ဆိုတာကိုမသိဘူးလားတိတိပြက်ကွန်ကပြန်မေးလိုက်ရနှင်းကေတရာကကောင်းခါပြလာ၏မတူလက်ချက်မှန်ခုချိန်ဒီမသိရသေးပါဘူးနက်နက်စောစောချိန်ဟော့ဟိုကကန့်ကွန်မြိုင်ထဲမှာရေဝမြားဆိုင်ပြီးနှက်ရွာစမ်းနေတာကိုထိတ်တော်ကြီးတော်ဦးစားတွေ့လာပြီးသတင်းပေးလို့အားလုံးသိကြရတာပါလာပါဒီမှာကြာကြာနေလို့မဖြစ်ဘူးဆိုင်တော်ပြန်ကြပါစို့ ခင်စောမဲ့မြေကန်နင်းကေတရာသည်ထိတ်လန့်တုံလုံးသည့်မူရာဖြင့်ပြောရင်၎င်း၏သေးသွဲပြော့ပြောင်းသောဖော့ပြောင်းနှင့်တူသည့်လက်ကြောင်လေးများဖြင့်တီရီပြက်ကွန်၏လက်ကဝေးကိုဆုပ်ကန်လိုက်ပြီးဥယျာဉ်တော်ရှိရာသို့ဆွဲခေါ်လာခဲ့ပေရာတီရီပြက်ကွန်မှာမကြုံစဘူးထုခဲ့သည့်အထီးတွေ့ရတာကိုခံစားရင်းခင်စောမဲ့မြေကန်နင်းကေတရာခေါ်ရာသို့လိုက်ပါလာခဲ့ရလေသည်နင်းကေတရာမှာစကားတစ်ခုံးမှမပြောနိုင်မဲ ထိတ်လန့်တုန်လှုပ်နေသည့်အမူအရာဖြင့်ဒိဋ္ဌိပြက်ကွင်လက်ကဝဲကိုစုပ်ကိုင်း၍ဗန်းမျိုးစုံဖူးပွေနေသောဥယျာဉ်ရှိရာသို့လင်မြန်သွက်လက်သည့်ခြေလမ်းများဖြင့်လာခဲ့ပေသည်။ကန်ကောပင်မျိုးရင်းဆိုင်နေသည့်မြားတံကိုမြင်လျက်ရသည့်အချိန်မှအစ၍ နင့်ကေဒရာမှာ၎င်း၏ခမဲတော်နတ်ရွာဆန်ခဲရပုံကိုမျက်စီထဲတွင်မြင်ရလာကအလိုလိုထိတ်လန့်တောင်းလုံနေခြင်းပင်ဖြစ်ပေသည်တလန်လုံးအတက်မမှန်ပေမရှူနိုင်ပဲမောကြီးပန်းကြီးဖြင့်လာခဲ့ရရာမကြမီဥယျာဉ်တော်အတွင်းသို့ရောက်ရှိလာပြီးရေကန်တော်နီးသို့ရောက်သောအခါရေကန်ဘဲရှိထိုင်ကုန်ပေါ်တွင်ဝင်ထိုင်လာလေသည်စစ်တီတော်ကြီးကိုဒီချောင်းချန်တဲ့ရန်သူကိုမှန်မှန်မိလိုက်ဘူးလားနင်ကြီးတရာကခိတ္တမြပန်းဖြေပြီးနောက်မိမိတိလို့ဒီအချက်ကိုမေးလိုက်လေသည် ဇမင်းဆိုဘွားနဲ့လူတယောက်ဆိုတာပဲသိရတယ်အဲ့ဒီလူကိုခင်စော့မယ်လည်းမြင်လိုက်တယ်မဟုတ်လားသူ့နောက်ကျောကသာမြင်ရပါတယ်မျက်နှာကိုမမြင်လိုက်ရပါဘူးစစ်တီတော်ကြီးကသူ့မျက်နှာကိုမမြင်လိုက်ရဘူးလားမျက်နှာဖုံးဆွတ်ထားလို့မျက်နှာကိုမမြင်လိုက်ရဘူးစစ်တီတော်ကြီးကဘာကြောင့်တင်ချောင်းကျန်တာလဲအမြင်ရကက်လို့ဖြစ်မှာပေါ့ခင်စော့မယ်ရိုးရှိကိုရောက်တဲ့အချိန်ကစပြီးစစ်တီတော်ကြီးကိုတင်ချောင်းကျန်နေတာနှစ်ချိန်လုံးရှိသွားပြီဘာဖြစ်လို့တဲတဲမဲမဲတင်ချောင်းကျန်ရတာရော အသက်ရှင်နေတာကိုမကြည့်ချင်လို့ဖြစ်ပါလိမ့်မယ်။အခုလည်းပဲဆာရှာထွက်တဲ့ကျင်းငယ်တာရကာရီရဲ့ကောင်းမှုကြောင့်သာတီတီပြက်ကွန်ကအသက်ဘေးကတီတီလေးလွတ်ခဲ့ရတဲ့ကျင်းငယ်တာရကာရီထိတ်လန့်တကြားအော်မီပြန်နှဲသွားတာမြင်ရလို့မြေကြီးပေါ်ကိုဝစ်ချလိုက်တဲ့အတွက်တီတီပြက်ကွန်ကိုချိန်ရွယ်ပြီးပြက်လွတ်လိုက်တဲ့မြန်နိုင်ကလူကိုမထီပဲနဲ့ကန့်ကော်ပင်ကိုထိမှန်သွားတာပါ။ ဖြစ်သူကိုလက်ရဖမ်းဖို့ကြံစည်နဲ့မြေကြီးပေါ်မှာဝက်ပြီးမြမန်တို့တီချင်းဟန်ဆောင်းနေတော့ခင်စော့မဲ့တီဆိုကျွေးလိုက်တဲ့တေးတန်ကြောင့်ရန်သူကထွက်ပြေးလို့မြောက်သွားတာတီရိပြက်ကွန်ကအနေငယ်များတောင်းတော့သည့်အမူအရာမပြဘဲခင်စော့မဲ့အမိကန်နှင်းကေတရိုက်အမူအရာကိုကဲခန့်ရင်ရှင်းပြလိုက်သည်စစ်တီတော်ကြီးကမှဘာကြောင့်တဲတဲမဲ့မဲ့တီချောင်းကြံရတာလဲတီရိပြက်ကွန်ဖို့တော့ဒေးမင်းနဲ့စိတ်ခင်းကြရပေါ့များပြီဖြစ်တဲ့အတွက်တီချောင်းကြံတာလောက်တော့မထူးဆန်းတော့ပါဘူး ။ဘာဖြစ်လို့တင်မင်းနဲ့စီကင်းချင်းရတာလဲ။အန်နေများတယ်လို့ကိုဘာဖြစ်လို့လှုပ်ချင်းရတာလဲ။စစ်တော်ကြီးဘာတွေလှုပ်ခဲ့လို့စစ်တော်ကြီးကိုတဲတဲမဲမဲတေချောင်းချန်စီရတာလဲ။တင်မင်းနဲ့စီကင်းမှုကန်စားတာပါလာတဲ့သူကတင်မင်းနဲ့စီကင်းရမှာပဲ။ဒီဒီပြတ်ပုံရကုတုကန်ကျိုးပေးပုံကတင်မင်းနဲ့စီမခင်မနေလို့ကိုမရဘူး။ဒီဒီပြက်ကွန်ရဲ့ကန်စားတာကမိတ်ဆွေနဲ့ပြီးရန်သူပေါများမဲ့ကန်စားတာနဲ့တူပါတယ်။ဒီဒီပြက်ကွန်ကဘေးသူချော်ပြီးအပြေးပေးလိုက်လေသည်။ ခေစောမှန်မေးတဲ့မိကွန်းကိုတိတိကျကျဖြေဆမ်းမှာဇကတတိုင်းကြွေချောင်းပြီးဖြေပေးပြီးဆမ်းမှာနဲ့စီတီတော်ကြီးကိုတိတ်တဆိတ်ချမြောင်ပြီးလောက်ကျန်တက်ပြတ်ဖို့ကြံစည်နေတဲ့ရန်သူကဘတ်သူလဲဒါကမသိရဘူးလားတိချင်းပြောပြပါမယ်တိတိပြိုက်ကွန်ကပြောပြောဆိုဆိုတနေ့နဲ့နဲ့အရုံတက်စားခြင်းတွင်မိမိအခန်းတွင်သို့ပြစ်သွင်းလိုက်တော့ကြောက်ခဲနေပေတို့ကိုထုတ်ပြလိုက်လေသည် ဟောဒီပေတော်ကို ရှူစားတော်မူပါဒီပေတော်ကိုကြောက်ခဲမှချီပြီးတီးတီးပြတ်ပုံရအိမ်ခန်းထဲကိုပြစ်သွင်းလိုက်လို့ရင်ဘတ်ပေါ်ကိုကျလာတာဖြစ်တယ်ဒီပေတော်ကတီးတီးပြတ်ပုံကိုရန်သူရှိရာကိုမျှခေါ်လိုက်တဲ့ပေတော်ဖြစ်ပါတယ်ဒီပေတော်မှာရေးသားထားတဲ့လက်ရေးပိုင်ရှင်ကတီးတီးပြတ်ပုံကိုတင်ချောင်းကြံတဲ့ရန်သူစင်စစ်အေကန်ဖြစ်ပါတယ်တီးတီးပြတ်ပုံကကြောက်ခဲပြင်ချီထားသောပေတော်ကို နိကေဒရာလက်သို့ပေးအပ်ရင်ပြောလာရာနိကေဒရာ၏မျက်နှာမှာဖြူဖက်ဖြူရဖြစ်သွားပေသည်ရန်သူရှိရာကိုဒီစွာလာနှင့်ပြားခေါ်ရဲဟုတ်လားဒီစာလာကို ဖက်ဖက်ကြည်စမ်းပြစီအောင်နိကေဒရာကတီတီပြက်ကွင်လက်မှပေးသူကိုလှမ်းယူလိုက်ပြီးအလင်းရောင်တွင်ထောင်ရဖက်ရှုကြည့်လိုက်လေသည်ဖန်ရင်ဖန်ရင်နိကေဒရာ၏မျက်လုံးများမှာပြုတ်ကျယ်၍လာပြီးဖြူဖက်ဖြူရဖြစ်နေသည့်မျက်နှာမှာလည်းနီးရဲလာပေသည်နီးရဲရမှာတပံညုံမဲလာပြီးအန်ကိုကြိတ်လိုက် နေကေတရာ၏အမှုရာမှာထိတ်လန့်ခြင်းတုံ့လောက်ခြင်းမခံမရနိုင်အောင်ဒေါသထွက်ခြင်းစသည့်အမှုရာတို့တပြိုင်နက်တည်းပေါ်လွင်နေသည်ကိုတိတိပြတ်ကွန်ကတတိပြုမိလေသည်ဖျားဖျားဒီလက်မှတ်ကတခင်မထူမြင်လက်မှတ်ပါလားလက်ရည်လက်သားကလည်းတခင်မရည်နေကြလက်ရည်လက်သားအတိုင်းပဲကင်စော့မယ်ကတိတ်လန့်တကြပြောလိုက်လေသည်လက်ရည်လက်သားကတော့ခွဲလို့မရအောင်တူးနေပါတယ်ဒီပြက်ကွန်ကနိကေဒရိုင်းအမူအရာကိုကဲခံရင်ဖြေပေးလိုက်လေသည်စစ်တီတော်ကြီးကိုရန်သူရှိရကို ။တခင်မကမြားခေါ်တယ်လို့ထင်သလား။လက်ရည်လက်သားနဲ့လက်မှတ်ကိုမြင်လိုက်ရတော့အကြောင်းကိစ္စတခုခုရှိလို့ဆွေးနွေးတိုင်ပင်ရအောင်ခေါ်တာပဲလို့ရိုးရိုးသားသားယုံကြည်မှတ်ထင်ခဲ့ပါတယ်။ရန်သူရှိရာကိုမြားခေါ်မှန်းသာသိရင်တတိနဲ့လာမှာပေါ့။တတိနဲ့လာရင်ရန်သူကိုလက်ရဖမ်းဆီးမိမှာတေချာတယ်။ဘာလဲစစ်တီရော်ကြီးကတခင်မကရန်သူရှိရာကိုမိမတို့ပြည်ရဲ့မာယာနဲ့မြားခေါ်တယ်လို့ထင်လို့ဒီစကား ပြောလိုက်တာလားဒါဟာတကင်းမကိုတက်တက်စော်ကားတာပဲတကင်းမကဘလိုမင်းမစားမှတ်လို့ဒီစကားပြောလိုက်တာလဲစစ်တီရောကြီးကိုကိလေသာကောင်းကုန်နဲ့ညွတ်ခွင်းထောင်ပြီးဖမ်းလိုက်မယ်လို့များထင်းနေသလားတကင်းမကိုပေါ်စားမင်းမမှတ်လို့ဒီစကားပြောလိုက်တာမဟုတ်လားနိကေတရာကပြောပြောဆိုဆိုမိမိဖက်ရှုနေသည့်ပေတို့ကိုခြေမှပြီးမြေကြီးပေါ်သို့ချပြီးဖနှောက်နေပေါက်လိုက်လေသည် လက်ရည်လက်သားနဲ့လက်မှတ်ကနှိကေတရာတခင်မရည်နေကြလက်ရည်လက်သားနဲ့နှိကေတရာတခင်မရဲ့ထူးမြဲလက်မှတ်ဖြစ်နေလို့နှိကေတရာတခင်မပေါ်ယုံမတန်တရားဖြစ်မိတဲ့သူကိုအပြစ်ဆိုလို့ဖြစ်ပါမလားတိတိပြတ်ဝန်ကအပြစ်ပေးလိုက်တခင်မရဲ့လက်ရည်လက်သားနဲ့ထူးမြဲလက်မှတ်ကိုစီတီတော်ကြီးဘယ်တော့မှမမြင်ဘူးလို့လဲမမြင်ဘူးပဲနဲ့တခင်မရဲ့လက်ရည်နဲ့တူတယ်လို့ဘယ်လိုလုပ်ပြီးပြောနိုင်တယ်လဲမြင်ဘူးလို့သာလိန်ခံရတာပေါ့ဘယ်တော့မှမမြင်ဘူးလို့လဲ မြင်ဘူးတဲ့ခါတော့ကမြင်ဘူးတယ်ဆိုရင်ခြေနဲ့ပါတော့နေကေသရာတခင်မရဲ့လက်ရင်းနဲ့ထိုးမြဲလက်မှတ်ကိုတခါမှမမြင်ဘူးရင်ခုလိုလိန်ခံရမှာမဟုတ်ဘူးအလိန်ခံရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရှင်းပြချက်မအောင်ရုပ်တည့်ကြည့်ရင်လက်ရည်လက်သားနဲ့လက်မှတ်ကနေကေသရာတခင်မရည်နေကြလက်ရည်လက်သားနဲ့ထိုးမြဲလက်မှတ်နဲ့ဆင်တူးနေလို့နေကေသရာတခင်မပေါ်ကိုအထင်လွဲမှမိတာအမှန်ပါစီစစစဖတ်ရှုလေ့လာကြည့်တဲ့အခါကျမှနေကေသရာတခင်မရဲ့လက်ရည်ကိုတွေ့ပြီးရေးသားထားမှန်းသိရပါတယ် စောစောကသာလက်ရင်းနဲ့လက်မှတ်ကိုတူပြီးရေးမှန်းသိတယ်ဆိုရင်ရန်သူထောင်နဲ့ညှို့ခွင်းကိုတောင်းပြီးတော့ရန်သူကိုပြန်ဖမ်းနိုင်မှသိကြတယ်ဒါကိုပြောပြနေတာပဲဒါဖြင့်တခင်မပေါ်မှာတန်တရာရှင်းသွားပြီဆိုပါတော့နိကေတရာကပြန်မေးလိုက်လေသည် နိကေတရာတခင်မပေါ်မှာဖယ်တော့ခါမှယုံမတန်တရာမဖြစ်မိပါဘူး ်ဒေဒီပြိုက်ပွန်ကဖြေပေးလိုက်ဒါနဲ့စောစောတော့ကတော့လက်ရည်လက်သားနဲ့လက်မှတ်ကတခင်မရင်းနေကြလက်ရည်လက်သားနဲ့ထုံးမြက်လက်မှတ်ဖြစ်နေလို့တခင်မပေါ်မှာယုံမတန်တရားဖြစ်မိတဲ့သူကိုအဖြစ်ဆိုလို့ဖြစ်နိုင်မှာမလားလို့စစ်ကြီးတော်ကြီးပြောထားတယ်မဟုတ်လားတခင်မပေါ်မှာယုံမတန်တရားဖြစ်နေလို့ဒါဒီစကားပြောခဲ့တာမဟုတ်လား နိငေသရာသခင်မရဲ့သဘောထားသိခြင်းလို့အလိုဆန်းလိုက်တာပါနိငေသရာသခင်မပေါ်မှာဆန်းတကြီးနှမ်းတစီတောင်ယုံမတန်တရားမဖြစ်မိတာအမှန်ပါယုံမတန်တရားဖြစ်မိမှဆိုရင်ခုလိုတောင်လက်တင်ခံပြီးစကားပြောနေမှမဟုတ်ဒီကိုလည်းတတိပြုဆင်ခြင်တော်မူပါတိတိပြတ်ကွန်ကအပြေပေးလိုက်လေရာနိငေသရာမှာမိမိပေါ်ရင်တန်တရားရှင်းလင်းသွားသည့်အတွက်ခြေနဲ့တလူလူဖြစ်သွားမိတော့လေမိမိလည်းရင်းနဲ့လက်မှတ်ကိုတူပြီး တီတီပြိုက်ပွန်အားတင်မင်းကတွင်သူမျှခေါ်ခြင်းခံခဲ့ရပြီးကုသိုလ်ကံကောင်းထောက်မှသဖြင့်သာအသက်ဘေးမှလွတ်ခဲ့ရသည်ကိုစဉ်းစားမိပြီးထိတ်လန့်တုန်လှုပ်သွားပြန်လေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ကြပါ